ချမ်းမာတော့မကြပါလားခင်ဗျာအခုဒီမှာကျွန်တော်တင်ပြမှာကတော့2016ခုနှစ်ဇူလိုင်လ၄ရက်ကနေ10ရက်နေ့ထိကြာမြင့်မယ်လာမယ့်ရက်တစ်ပတ်အတွက်မိုးလေဝသကြိုတင်ခမန်းကြံများဖြစ်ပါလေဒီခမန်းကြံများမတင်ပြမီလက်ရှိမိုးရွာသွန်းမှုအနေထားရေဖုံးလွှမ်းမှုအနေထားတွေကိုအရင်ဆုံးတင်ပြလိုပါတယ်ဇူလိုင်လ3ရက်နေ့ ညတကောင်ရန်၄ရက်နေ့မနေ့အစောပိုင်းမှာနောက်ဆုံးတိုင်းကြရရှိတဲ့24နာရီတွင်မိုးကြီးတလမကွဲနဲ့အထက်ကနေပြီးတော့ခွန်တလမကန်အထိမိုးတိကျစွာရွာသွန်းခဲ့တဲ့ဒေသများရှိခဲ့ပါလေ။အဲဒီဒေသတွေကတော့မြန်မာနိုင်ငံမြောက်ပိုင်းဒေသဖြစ်တဲ့ကချင်ပြည်နယ်စကိုင်းတိုင်းတစ်ပိုင်းနဲ့ရခိုင်ပြည်နယ်စတဲ့ဒေသတွေမှာမိုးများတိကျစွာရွာသွန်းခဲ့တာကိုတွေ့ရပါလေ။ အဲ့လိုမိုးရွာသွန်းခဲ့တဲ့အတွက်ကြောင့်လေရေဖုံးလွှမ်းမှုများဖြစ်ပေါ်နေခဲ့ရမှာကချင်ပြည်နယ်၊စကိုင်းတိုင်းအထက်ပိုင်း၊ရခိုင်ပြည်နယ်၊ရန်ကုန်တိုင်းစတဲ့ဒေသတွေမှာရေဖုံးလွှမ်းမှုအလားအလာမြင့်မားတဲ့အဆင့်အထိရောက်ရှိနေတာကို NASA ဂျူဒူများရဲ့တိုင်းတာကျင်းအရာတွေ့ရပါတယ်။ AR တိုင်းပဲခူးတိုင်းစတဲ့ဒေသတွေမှာလည်းရေအထင်အင့် ဖုံးလွှမ်းမှုဖြစ်နေတယ်လို့ဂျိုရုတိုင်းတာချင်းများအရာသိရပါတယ်။လက်ရှိအနေအထားအရဘင်္ဂလားပင်လယ်ော်မှာဖြစ်ပေါ်နေတဲ့ပင်လယ်ရေလိုက်အမြင့်တွေကို NASA ဂျိုရုတိုင်းတာချင်းများအရာဘင်္ဂလားပင်လယ်အော်ရဲ့မြောက်ပိုင်းမှာလိုက်မြင့်ဆယ်ပေကန့်အထိရှိနေပါတယ်။မြမအကန်ယူတန်းကမ်းလွန်ပင်လယ်ပြင်မှာတော့အတူပြည့်ရခိုင်ကမ်းရိုးတန်းကမ်းလွန်ပင်လယ်ပြင်မှာလိုက်မြင့်ရှစ်ပေမှာဆယ်ပေကန့်မြဝကျုံပေါ်ကမ်းရိုးတန်းကမ်းလွန်ပင်လယ်ပြင်မှာတော့ လိုင်းမြင့်၄ပေမှာ၆ပေကန့်နဲ့မွန်တနင်္သာရီကာယုရမှာတော့လိုင်းမြင့်၄ပေကန့်ရှိနေတယ်လို့ဂျူဒုတိုင်းကြခြင်းများအရာသိရှိရပါတယ်လက်ရှိကာလဟာမုံတိုင်းများ အများဆုံးဖြစ်ပေါ်တတ်တဲ့ကာလဖြစ်ပါတယ်ဒါကြောင့်လဲမြန်မာနိုင်ငံရဲ့အရှိပဲဖိလစ်ပိုင်နိုင်ငံရဲ့အရှိပဲပစိဖိတ်ဒုတိယအနောက်ဘက်မှာလောလောဆယ်မှာမုံတိုင်းတစ်လုံးဖြစ်ပေါ်နေပါတယ်ထို့သူပဲ တောင်ကျိုးပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်ဩအနောက်မြောက်ပိုင်းတို့မှာလဲမုန်တိုင်းဖြစ်ပေါ်နိုင်တဲ့အလားအလာများရှိနေတာကိုကွန်ပျူတာခမန်းကြီးများအရာတွေ့ရှိထားရပါတယ်၄ရက်နေမနေ့နာနေ6နာရီခွဲအချိန်တိုင်းကြခြင်းများအရာစောစောကတင်ပြခဲ့တဲ့အတိုင်းပစိဖိတ်သမုဒ္ဒရာအနောက်ဘက်မှာတော့တိုင်ဖုန်းမုန်တိုင်းတလုံးစတင်ဖြစ်ပေါ်နေပြီဖြစ်ပါတယ် ကြံသေးတဲ့မှာတော့မုံတိုင်းအဆင့်ရောက်ရှိလာခြင်းမရှိသေးပေမဲ့လေပြင်းရဲ့ရဝန်းများဖြစ်ဆက်တင်ဖြစ်ပေါ်နေတာကိုတွေ့ကြရပါတယ်2016ခုနှစ်အတွင်းမှာဖြစ်ပေါ်နေခဲ့တဲ့အယ်လီညိုရာသီဥတုကပြီးခဲ့တဲ့ဂျွန်လ2029ရက်တိုင်းတာခြင်းများအရာလုံးဝပြီးဆုံးသွားခဲ့ပြီလို့ဆိုနေပါတယ်ဒါကြောင့်အယ်လီညိုဟာဂျွန်လအတွင်းမှာ မူလခံမှန်းထားတဲ့အတိုင်းပြီးဆုံးသွားပြီဖြစ်ပါတယ်။လာမယ့်လက်ကြံကာလတွေဖြစ်တဲ့2016ခုနှစ်စက်တင်ဘာလလောက်ကစတင်ပြီးတော့ပစိဖိတ်သမုဒ္ဒရာထဲမှာအယ်ရီညိုနဲ့ဆန်းကျင်ဘက်ဖြစ်တဲ့လာဂျင်ညာရာသီဥတုဖြစ်ပေါ်မှုအလားလာတွေဟာတနေ့တနေ့ပုံမူပြီးတော့ပြင်းပြင်းလာနေပါလေ။စက်တင်ဘာလနောက်ဆုံးပတ်မှာလာဂျင်ညာဖြစ်ဖို့အလားလာ85ရာခိုင်နှုန်းအထိ ရှိနေတာကိုတွေ့ကြရပါတယ်။ဒါကြောင့်နောက်ပိုင်းကာလတွေဟာလာနီညာရဲ့ရာသီဥတုကြုံတွေ့ရအောင်မှာဖြစ်ပါတယ်။ဇူလိုင်လ6ရက်ကနေ7ရက်နေ့အထိကြာမြင့်မဲ့ရက်တစ်ပတ်အတွက်ကျူတင်ကမန်းချက်များထုတ်ပြန်ရမှာအိန္ဒိယနိုင်ငံမြောက်ပိုင်းရခိုင်ကမ်းရိုးတန်းဒေသနဲ့ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းအလဲပိုင်းစတဲ့ဒေသတွေမှာလာမယ့်တစ်ပတ်အတွင်း မိုးရွာသွန်းမှုပုံမှန်တဲ့ပို့နိုင်တယ်လို့ခမန့်ရရှိပါတယ်။အဲဒါပေမဲ့လည်းမြန်မာနိုင်ငံတောင်ပိုင်းဒေသဖြစ်တဲ့တနင်္သာရီတိုင်းပါဝင်အိန္ဒိယနိုင်ငံတောင်ပိုင်းမလေးရှားအင်ဒိုနီးရှားစင်ကာပူစတဲ့ဒေသမှာတော့လာမယ့်တစ်ပတ်အတွင်းမိုးရွာသွန်းမှုဟာရွာသွန်းမြေကိုမပြည့်မီပဲရွာသွန်းမြေအောက်ယော်နေနိုင်တယ်လို့ခမန့်ရရှိထားပါတယ်။ဆက်လက်ပြီးပြင်ပြလိုတာကတော့လာမယ့်တစ်ပတ်အတွင်း မုတ်တုံလင်အနေထားများကိုကြည့်တဲ့အခါပြီးခဲ့တဲ့ရက်တစ်ပတ်အတွင်းမှာဘင်္ဂလားပင်လယ်အော်မှာမုတ်တုံလင်ဟာအားကောင်းတဲ့အဆင့်ရှိနေတာကလာမယ့်တစ်ပတ်အတွင်းမှာမုတ်တုံလင်ဟာအားကောင်းရမှာအလွန်ကောင်းတဲ့အဆင့်ထိရှိလာနိုင်တယ်လို့ခမန်းရရှိထားပါတယ်။မိုးရသွမှုအနေထားအနေနဲ့လဲမုတ်တုံလင်ကောင်းတဲ့အခါမျိုးမှာရကြည့်ကြတဲ့သဘာဝအတိုင်းရခိုင်ကမ်းရိုးတန်းဒေသမွန်ကရင်စတဲ့ဒေသတွေမှာမိုးရသွမှု ပုံမှန်တဲ့ပို့ပြီးတော့မိုးတိကျန်စာရွာတော့နိုင်တယ်လို့ခံမှန်းရရှိထားပါတယ်။မြန်မာနိုင်ငံလေပိုင်းဒေသကတော့မိုးအနည်းဆုံးဒေသဖြစ်လာနိုင်ပြီးကြံဒေသတွေမှာလည်းမိုးအထင်တဲ့ရွာနိုင်တဲ့နေထားကိုတွေ့ရပါတယ်။ဒါဟာပုံမှန်ရွာတို့မြေမိုးအချိန်များနဲ့နိုင်ရှင်ကြည့်မယ်ဆိုရင်လာမယ့်တစ်ပတ်အတွင်းမှာမြန်မာနိုင်ငံအလေပိုင်းဒေသအပါဝင်ပဲခူးတိုင်းမြောက်ပိုင်းဒေသများအလုံးဟာမိုးရွာတို့မြေအောက် အနည်းငယ်လျော့နေနေပါသေးတို့တို့ညာလည်းပဲကမ်းရိုးတန်းဒေသကြီးမြန်မာနိုင်ငံမြောက်ပိုင်းဒေသကြီးအရှေ့ပိုင်းဒေသကြီးမှာတော့မိုးရွာသွန်းမှုဟာရွာသွန်းမြင့်ထက်ကျော်လွန်နေပါသေးတင်းနေတဲ့အချိန်မှာတော့ရွာသွန်းမြင့်နဲ့ရွာသွန်းမြင့်အောက်အနည်းငယ်လျော့နေနိုင်တယ်လို့ခန့်မှန်းရရှိထားပါတယ်အထူးသဖြင့်ဒေပြတို့တာကတော့လာမယ့်ဇူလိုင်လ6ရက်ကနေ7ရက်အတွင်းရွာသွန်းနိုင်တဲ့မိုးရွာသွန်းမှုအနေအထားများကို တင်ကြပုံစံများတုံးပြီးတော့ခမန်းတဲ့ခမန်းမိုးရင်ကြီးတပတ်အတွင်း12လက်မှမှ20လက်မှအထိရနိုင်တဲ့ဒေတာများ ရှိနေပါတယ်အဲ့ဒီဒေတာတွေကတော့ရခိုင်ပြည်နယ်မြောက်ပိုင်းချင်းပြည်နယ်တောင်ပိုင်းစကိုင်းတိုင်းအထက်ပိုင်းကချင်ပြည်နယ်စတဲ့ဒေတာတွေဖြစ်ပါတယ်လောလောဆယ်မှာလည်းအဲ့ဒီဒေတာတွေမှာရေဖုံးလွှမ်းမှုကြုံတွေ့နေရပြီဖြစ်ပါတယ်လမ်းမကြီးမှာတွင်မှာမိုးရင်ကြီး 6လမမှ12လမလောက်အထိရွာသွန်းနိုင်တဲ့ဒေသများအဖြစ်ချင်းပြည်နယ်မြောက်ပိုင်းစကိုင်းတိုင်းထက်ပိုင်းကချင်ပြည်နယ်ရှမ်းပြည်နယ်မြောက်ပိုင်းအေရဝတီတိုင်းရန်ကုန်တိုင်းပဲခူးတိုင်းကရင်ပြည်နယ်မွန်ပြည်နယ်တို့ဖြစ်ကြပါတယ်။ကြံသေးတာတွေကတော့မွေးကြိမ်2လမမှ6လမအထိ ရနိုင်တယ်လို့ခမန်းတွက်ချက်ရရှိထားပါတယ်။ဒီနေသားဟာ ပုံမှန်ရွာသွန်းမြဲမိုးအရင်များနဲ့နိုင်ရှင်ကြီးတဲ့အခါမှာတော့ရွာသွန်းမြဲကိုမပြည့်မီပဲရွာသွန်းမြဲအောက်ယွန်နိုင်နိုင်တဲ့ဒေသများအဖြစ်မန္လေးတိုင်းတနင်္သာရီတိုင်းအရှိပိုင်းစတဲ့ဒေသတွေကရွာသွန်းမြဲကိုမပြည့်မီပဲရွာသွန်းမြဲအောက်ယွန်နိုင်နိုင်တဲ့ဒေသများအဖြစ်တွေ့ကြရပါတယ်ရွာသွန်းမြဲခန့်ရွာသွန်းနိုင်နဲ့ဒေသတွေကတော့စကိုင်းတိုင်းအောက်ပိုင်းရှမ်းပြည်နယ်တောင်ပိုင်းနဲ့တနင်္သာရီတိုင်းအနောက်ပိုင်းဒေသတွေဖြစ်ပါတယ် ကြံသေးသားကြီးအားလုံးကတော့ရွာသွင်းမြင့်အချက်ကြောလုံးအောင်လမ်းမတစ်ပတ်အတွင်းမှာတော့မိုးရွာနိုင်တယ်လို့ခံမှန်းတွေ့ရှိရရှိထားပါတယ်။ဆက်လက်ပြီးတင်ပြလို့တာကတော့လမ်းမတစ်ပတ်အတွင်းမိုးလူသားခံမှန်းချက်များဖြစ်ပါတယ်။လမ်းမတစ်ပတ်အတွင်းကပ်ပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်မှာမုတ်သုံးလေးအာတင်တင်ကအားကောင်းနေပါတယ်။တခါကြံအားလုံးကောင်းတဲ့နေထိုင်လေးရှိနေပါတယ်။မြန်မာနိုင်ငံတောင်ပိုင်းဒေသတွေမှာတိမ်ထူထပ်နေပြီးတော့ကြံသေးသားတွေမှာတိမ်အသင့်တင်ဖြစ်ထွန်းနိုင်ပါတယ်။ ဆက်လက်ပြီးတင်ပြလိုတာကတော့လာမယ့်တစ်ပတ်အတွင်းမြမပင်လည်းပြင်အခြေအနေ ခမှန်းချက်ဖြစ်ပါသည်လာမယ့်တစ်ပတ်အတွင်းမှာရခိုင်ကန်ယူတန်းတစ်ချောင်းနဲ့ကန်းလုံပင်လည်းပြင်နေမှာလိုင်းကြည့်နေပါလေကြံမြမကန်ယူတန်းကန်းလုံပင်လည်းပြင်မှာလိုင်းအတင်းတင်းရှိနိုင်တယ်လို့ခမှန်းရပါတယ်ရခိုင်ကန်ယူတန်းတစ်ချောင်းနဲ့ကန်းလုံပင်လည်းပြင်နေမှာလိုင်းမြင့်ခွန်တပီမှ7ပီကန်အထိရှိနေပါလေ။ကြံကန်ယူတန်းနေမှာတော့6ပီမှ6ပီကန်အထိရှိနိုင်တယ်လို့ခမန်း ရရှိပါတယ်။နေဘူးချင်းကမန်းကျဲအနေနဲ့တော့လာမယ့်တစ်ပတ်အတွင်းနေဘူးချင်းအမြင့်ဆုံး32ဒီဂရီစင်တီဂရိတ်ကနေ35ဒီဂရီစင်တီဂရိတ်ထိရှိနေပါတယ်။အဲ့ဒီအဘူးချင်းတွေကိုတော့စကိုင်းတိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးနဲ့မကွေးတိုင်းဒေသကြီးတို့မှာကြုံတွေ့နိုင်ပါတယ်။ကြံဒေသတွေအလုံးမှာတော့နေဘူးချင်းတွေက25မှ32ဒီဂရီစင်တီဂရိတ်ထိရှိနေတယ်လို့ခမန်းရရှိပါတယ်။ခန်းတို့ရောင်ကြီးအခြေအနေကမန်းကျဲကတော့ မြန်မာပြည်လုံးမှာခရမ်းလုံရောင်ကြီးအညွန်ကိန်းအလွန်မြန်မာတဲ့အစ်စ်မှာရှိနေနိုင်တယ်လို့ခံမှန်းရရှိပါတယ်မိုးတိမ်ကြောင် ဖြစ်ပေါ်မှုအခြေအနေခံမှန်းချက်ကတော့လမ်းမဲတစ်ပတ်အတွင်းမမှန်လေးတိုင်းရှမ်းပြည်နယ်တောင်ပိုင်းကယားပြည်နယ်ကရင်ပြည်နယ်မွန်ပြည်နယ်တနင်္သာရီတိုင်းတို့မှာမိုးတိမ်ကြောင်အနည်းငယ်ဖြစ်ပေါ်နိုင်ပြီးတော့ကြံတီသားတွေမှာတော့မိုးတိမ်ကြောင်အသင့်အင့်ဖြစ်ပေါ်နိုင်တယ်လို့ခံမှန်းရပါတယ် မိုးရသမှုချင်းချင်းကမန်းချင်းအရင်ထဲတော့ဇာမက်စပတ်တွင်မှာမန္လေးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးတို့မှာနေရာကျဲကျဲကြံဒေသတွေမှာတော့နေရာစိတ်စိတ်မှာနေရာအနှံ့ပြားမိုးရွာသွန်းနိုင်တယ်လို့ခမန်းရရှိထားပါကြောင်းတင်ပြအပ်ပါတယ်မြန်မာနိုင်ငံသူ နိုင်ငံသားများအားလုံးတဘာဝဘေးအန္တရာယ်များမှအစဉ်ကင်းဝေးနိုင်ကြပါစေ